ကျွန်တော်တို့တတိရှိရင်တွတ်တော်ကိုယ်စားလေအဖြစ်ဝင်ပြိုင်တတိမရှိရင်ဝင်မပြိုင်နဲ့ကိုကိုဦးတဲ့ဆုံးဖြတ်ခင်ဗျားတို့ငါကိုငါတွတ်တော်ကိုယ်စားလုံးမယ်တကယ်တတိရှိတာလက်ရုံးနှလုံးရင်တကယ်ပြည့်တာတကယ်ပြည့်တကယ်ဝင်အခုရဲတွေဖမ်းတဲ့ကိစ္စတော့ဒီမြို့တယ်မှာအခုဖမ်းတဲ့ဆိုစက်ကိုလင်းပေါ်ကခဏစက်ကဖမ်းခိုင်းမှာစက်ကအခုတကယ်အဲ့လိုလို့လို့လို့လူတန်းမှုဖြစ်နေတယ်မနိုင်မှုဖြစ်နေတယ်ညာဆိုရင်မှုတရားမှုတိုက်တဲ့မှုဖြစ်နေပြီစက်ကလို့ဆိုရင်လို့ဒီလိုရဲတွေဘာမှလုပ်မလို့ရှိ ဟယ်လိုချရမီဘာပီတူညိုကိုမော်ရမာများအားလုံးပဲမင်္ဂလာပါ News Beat Channel ကနေပြန်မကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ25ရက်နေ့ရက်ကျွန်တော်ဘရူနီမနီပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ကတော့ဒီနေ့မနေ့မှာဆွန်တော်တော်လေးဘော်ဒီကနေပြန်မစကွန်စီတဖုံတွေကိုအမိုးချိချင်းမှုတက်ခိုက်နေခဲ့တဲ့အောင်ပွဲတရင်တွေပေါ်ဝင်ဘောမိုက်ကွဲပေါ်နော်ခြေကွက်လောင်မြတ်တန်တွေလည်းကြည့်ရှုရမှာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရစေကျွန်တော်တို့ခါတိုင်းလိုပဲတော်လန်တရင်တူလေးတွေအယုံဆုံးကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တဖုံအနေနဲ့ကတော့ ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်ထိုင်းမြန်မာနယ်ဆက်မှာရှိတဲ့ဒီကပလဲစခန်းကိုကရင်တော်လိုင်းတရိကနယ်မြို့မှာတင်ပတ်ရရှိပြီးတဲ့နောက်ပိုင်းမှာထိုင်းဘက်ကိုထွက်ပြေးသွားတဲ့စစ်သားတွေကိုလက်လက်ရန်တက်ခတ်ရှင်းလင်းခဲ့လို့စစ်သား၄ဦးရှင်ထပ်မံဖမ်းဆီးရရှိထားတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် လောလောဆယ်ကတော့ဖန်စီရရှိတဲ့စစ်တုံးပန်းက KTLA ကစစ်သားလေးကိုရှင်မိတယ်။ Canelay Candy ကိုတရင်ရှိကလင်းနဲ့ခဲပစ္စည်းတွေရတယ်။တချို့ရင်သူကတော့ဘယ်တော့မှပုံနေလဲမသိရသေးဘူးဆိုပြီးတော့မှခရင်စေးတရင်မိကနေပြီးတော့ပြောဆိုထားဖြစ်ပါတယ်။ထွပြေးထားတဲ့စစ်ကောင်စီတဖုံနေရဆိုတော့ခရင်တော်လိုင်းရဲ့တရရနေပြီးတော့မှလိုက်လံရှင်းလင်းနေလို့အထမ်းဘက်ကိုရောက်ရှိတည်တိမပြေးနိုင်သေးပဲနဲ့တောများတွင်ပုံအောင်နေကြတယ်ဆိုပြီးတော့မှကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ ဒီကပလစ်ကမှာဆိုတော့စကောက်စီတဖို့ဝင်ရအနေဆုံး80ကနေပြီးတော့မှ90ကျသွဲခဲ့ပြီးတော့မှအနေဆုံး70 50ဦးနဲ့60ဦးကျဆိုတော့ time ကိုတပြေးဖို့စူးစမ်းနေတယ်ဆိုပြီးတော့မှကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်အခုဆိုရင်စကောက်စီနဲ့ပေါ့နော်ပူတွဲပြီးတော့မှအ ကျင်းပချစမှုတွေလုံဆောင်နေကြတဲ့ဒီကရင်တော်လှန်ရေးတပ်ဖွဲ့တချို့တွေရဲ့ပြီးတော့မှပြူစော်ရီတွေနဲ့စစ်ကောင်စီတင်သန်းစင်းတွေအားဆိုတော့ခုဆိုရင်ကျွန်တော်တို့ထိုင်းပြည်ကိုထွပြမှုတွေစစ်တိုက်ဆိုသလိုစ조사နေကြတာပဲပြီးတော့မှဒါကိုကျွန်တော်တို့ကေညို PDF ဖုန်းတော်တွေကနေပြီးတော့မှလက်လံပြခတ်ရှင်းလင်းနေတာပဲဖြစ်ပါတယ်အခုဆိုတော့ကျွန်တော်တို့အနေနဲ့လေဝတီတောင်မပေါ့နော်အရှင်ဖာစီရရှိထားတာမလို့မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ဒီတပ်ဖွဲ့ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုများစွာဖမ်းဆီးရမိမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့ ထိုင်းမှာဗီဇာတက်တန်းလွန်ပြီးတော့မှဖမ်းဆီးခံပြီးတဲ့နောက်ပိုင်းမှာထိုင်းရဲ့တပ်ဖွဲ့ကနေပြီးတော့မှစစ်ကောင်စီထံလွှဲပေးလိုက်တဲ့လူငယ်လေးဟောဆိုတော့စစ်တင်တန်းကိုပို့ဆောင်ခိုင်းလိုက်ပြီးတော့မှတွပြေးလိုမြောက်လာတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ထိုင်းကစစ်ကောင်စီလက်ထက်အတူတူတွေအကုန်လုံးစစ်သားစုဆောင်ခံနေရတာတွပြေးလာသူတွေလည်းများတယ်ဆိုပြီးတော့မှမြစ်ခရိုင်အမတ်တက်တရေနဲ့နီးစပ်သူကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။စစ်ကောင်စီအရဆိုရင်ပြည်သူ့စစ်မှုထမ်းဥပဒေကို2024ဖေဖော်ဝါရီလ10ရက်နေ့မှာတည်ပြုခဲ့ပြီးတဲ့နောက်ပိုင်းမှာ လူငယ်တွေကိုတင်းကျပ်ဖမ်းဆီးခဲ့တယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။အခုခါမှာဆိုတော့စစ်မှုထမ်းဒေသပတ်စင်ဇလေးထီရောက်ရှိလာပြီးတော့မှလက်ရှိဖြစ်ပေါ်နေတဲ့တပ်ဖွဲ့တွေမှာဆိုရင်စစ်တင်တန်းစင်းတွေကိုအများဆုံးအုံပြနေတာပဲဖြစ်ပါတယ်။စစ်တင်တန်းစင်းတွေဆိုရင်တပ်ဖွဲ့တွေတည်ဆုံမှုများပြားနေပြီးတော့မှတော်လိုင်းတပ်ဖွဲ့ဝင်ရဲ့ဖမ်းဆီးခြင်းကိုလည်းနေ့စဉ်ခံရတဲ့ဆိုပြီးတော့မှကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ဒါတော့အထိုင်းဘက်ကနေပြီးတော့မှပေါ့နော်အခုဆိုရင်ဗီဇာတက်တန်းလွန်ပြီးတော့မှဖမ်းဆီးခြင်းကိုခံလိုက်ရတဲ့ ကျွန်တော်တို့မြန်မာပြည်သူတွေရာဆိုတော့စစ်တပ်ရဲ့လက်ထဲမှာရောက်ရှိသွားတာပဲပြီးတော့အဓိကနေတက်ဆက်ကျွန်တော်တို့တော်လံပစ်ချောင်းကိုကူပြောင်းခလုံးနိုင်ခဲ့တာပဲဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်တို့ဘက်ကနေပြီးတော့မှဖန်ဆီးခိုင်းမယ်ဆိုတော့ပေါ့နော်ကျွန်တော်တို့အနေနဲ့တက်နေတဲ့လောက်နှိစက်ရာကိုရဲ့အသက်ဆိုင်ရာတော်လံတက်ဖို့ဝင်စီမှာအလီမန်ဆုံးချစ်ဆက်ပြီးတော့မှပြပြောင်းခလုံးလာချဖို့ကျွန်တော်တို့တော်လံရဲ့ရဲဘော်တွေကနေပြီးတော့မှလည်းဖေးခေါ်လက်ကမ်းချိုးဆိုလက်ရှိနေတဲ့ဆိုတဲ့အကြောင်းကိုလည်းထပ်ပြီးတော့မှပြောလိုပါတယ် ျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြက်မှာကတော့ဆရာလူမျိုးကြွားနေပြီးတော့မှအခုဆိုရင်ကျွန်တော်တို့တော်လိုင်းရေးတဖို့နေနေပြီးတော့မှစစ်ကောင်စီတပ်စခန်းတွေကိုတို့ပြီးတခုတင်ပိုက်နေတဲ့အချိန်မှာသူတို့လော်ဘီတွေနဲ့ပေါ့နော်အောက်ခြေမှာရှိတဲ့သူတို့ရဲ့မီဒီယာတွေကနေပြီးတော့မှကျွန်တော်တို့ပြည်သူတွေကြားထဲမှာအချင်းချင်းပဲပြီးတော့မှတွေ့ခွဲသက်ရှုတဲ့နေလာတွေကိုစတင်ပြီးတော့မှအသုံးပြုလာပြီဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်ဆရာလူမျိုးကြွားဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်တို့စချက်လေးရအောင်နော်ကျွန်တော်တို့ဘက်ကစေတီတွေများတော့တကယ်ထောက်ဖို့တွေကလည်းလုံနေခိုင်နေလိုက်ကြတာ တကယ်တကယ်ကိုကိုထမင်းမစားမနဲ့ဒီဒီကလေးတွေအတွက်ငပိကြော်တို့ပြီးနေတယ်ထောက်ဖို့ကြည့်ရှိတယ်တချို့တွေများကြော်တော့လည်းထောက်ဖို့လုပ်ပြီးချမ်းသာသွားကြတာဒီအများကြီးတချို့တွေများကြတော့လည်းဆယ်လီတွေဆက်တလီတွေဖြစ်ပြီးတော့ဟမ်မတော်မနှမ်းနေတယ် elite ရေဘော်စီနိုင်ငံရေးဟာ elite ရေဘော်စီအတွင်းနဲ့လှုပ်တဲ့တော်လန်ရေးဟာတိတ်မကြင်တခန်းရပ်ပါလို့အခုအတန်ဒီထွက်လာပြီလေအမတီဗီက CDN ကိုကြော်တဲ့ link ကိစ္စဝေမှုတွင်ကဗျာစရာကိစ္စ တဘုံကော်ဖီမောက်ခမ်းပါကိစ္စ NLD တောင်ဝင်းမြို့နယ်စီမံဥက္ကဋ္ဌဟောင်းပြုတ်ချမှုတဲ့ဓမြလိုက်တဲ့ကိုအောင်မျိုးလင်းကိစ္စတဖြည်းဖြည်းရေပေါ်စီဒီမျက်နှာပုံးကွာချလာပြီဖြစ်တဲ့အတွက်ကွာချလာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဆက်သွားရမှာကသွေးတည်လောင်းခြင်းပါပဲစစ်မှန်သောကောင်းဆောင်မှုစစ်မှန်သောစီမံခံခွဲမှုနဲ့စစ်မှန်သောတော်လှန်ရေးတရက်စီကိုသွားဖို့ပြည်သူသာရှိပါတယ်ကဲပြည်သူဆိုတော့ပြည်သူကအမြဲပါတယ်လို့အမြဲချဘူးလေအခုရန်ကုန်မြို့မှာ လက်စစ်မီးတွေ15နာရီလောက်ရနေပြီ။အင်တာနက်လိုင်းလေးတွေနည်းနည်းကောင်းလာမင်းအောင်လိုင်းကတဖြည်းဖြည်းရွေးကောက်ပွဲအတွက်ခင်ဗျားတို့ကိုပြည်သူကိုဖြေလျှော့လာပါလိမ့်မယ်။အင်း NDI ကို NDI ချင်းနဲ့တိုက်ပြည်သူကိုပြည်သူနဲ့တိုက်လူငယ်ကိုလူငယ်နဲ့တိုက်ဘယ်လိုတိုက်လဲသိလား။ PDF ကိုပြည်သူစစ်ပေါ်တာနဲ့တိုက်တာ။အဲလူငယ်ကိုလူငယ်နဲ့တိုက်တာ။စနာမင်းပါဝင်ပြည်တွင်းကတော်လိုင်း NDI အင်အားစုတွေနဲ့ NDI ချင်းတိုက်တာ။နော်။ဘုန်းကြီးကိုဘုန်းကြီးနဲ့တိုက်တော်လိုင်းဘုန်းကြီးကို ိုကကရှင်းစိတ်စိတ်ကိနာလို့တင်ကိုနဲ့တဆက်တော့ကိုရှောင်းတော်နေရန်သူကိုဘယ်တော့မှအထင်မသေးပါနဲ့အထင်လည်းမကြီးပါနဲ့ရန်သူအเจ้าကိုအเจ้าတိတ်ကိုတိရပါလိမ့်စကမောက်ညာနဲ့ချီထောင်နဲ့ချီညာနဲ့ချီတိတ်ထားနိုင်တယ်လူပေါင်းတိတ်နဲ့ချီဖက်စစ်တကလက်နဲ့ချအလင်းဝင်နေသိတယ်ဒါမဲ့ဒီနေ့ချီလူတောက်ခံထားနိုင်ပြီးကြောက်ကြခဲစစ်နိုင်ရေးအတွက်ကြိုးစားနေတယ်တာဝန်မပြတ်တတိရှိပါ ပြည်သူကလည်းတစ်ဖက်မှာဖြေလျှော့မယ်တစ်ဖက်မှာ CDN တွေ PDF တွေအဆရှိတဲ့နိုင်ငံကြီးအတွေ့အကြုံအတွေးခေါ်အားနေတဲ့လူတွေခက်ခက်ခဲခဲရက်တည်ရတာတွေကိုခွင့်လွှတ်ပါတယ်လာခဲ့ပါသူတကယ်ခွင့်လွှတ်ပေးပြီးတကယ်သာခေါ်သွင်းလိုက်ရင်မင်းအောင်မယ်အကွက်ရွှေတော့မယ်လို့ကျွန်တော်ပြောနေတယ် ဒီမှာဆီအရလုံးမျိုးကြော်ပြောထားသလိုပဲမျောလိုက်ရဆိုတော့သူ့ရဲ့ရွေးကောက်ပွဲကနေပြမလားတဆင်နိုင်ငံရဲ့ထုတ်ပေါ်ရရှိနေအောင်ကျတို့ကိုခုဆိုရင်ဘပေါင်းစုံနဲ့ပြမထိုးနေတက်ခိုက်မှုတွေစတင်လို့ဆွန်လာတာပဲဖြစ်ပါတယ်ပြီးသူအချင်းချင်းကတာပေါင်းစုံနဲ့ပြမတက်ခိုက်နေအောင်သူတွေနဲ့ပေါ့နော်ဝရဖြန့်ဂျင်းထက်မှုတွေစစ်တိုက်ဆိုလို့လို့ဆွန်နေတာပြမအခုဆိုတော့ကျတို့အားလုံးသိရှိထားတဲ့အတိုင်းပဲဒီရွေးကောက်ပွဲမှာကျတို့ တော်လံပစ်ချာကနေပြီးတော့မှလည်းဝင်းရှင်ပြန်နေတဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့မျိုးလုံးပေးပြီးတော့မှဆွဲဆောင်နေတော့ပဲဖြစ်ပါတယ်။ဒါတွေကိုကျွန်တော်တို့ပြည်သူတွေနဲ့လုံးဝနားမယောင်သင်မယ်နဲ့ခုချိန်မှာကျွန်တော်တို့တော်လံပစ်ချာမှာချင်းပစ်ချာစားမှုတွေနဲ့သူနာမည်ဆိုးတွေထွက်ပေါ်နေတဲ့အုပ်စုတွေကိုကျွန်တော်တို့နဲ့အများဆုံးဖြည့်ရှင်ပြီးတော့မှပေါ့နော်။တွေးတက်လောင်းရတော့မဲ့ချင်းဖြစ်တဲ့ဆိုတဲ့အကြောင်းတွေကိုလည်းကျွန်တော်တို့ကြားနေရတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးသားကျွန်တော်တို့ဘက်ကနေပြီးတော့မှအများဆုံးဖြည့်ရှင်ကြိုက်တယ်လိုက်နိုင်မယ်ဆိုတော့ကျွန်တော်တို့ဒီတော်လံရဲ့မြေမြဆန်ဆန်နဲ့ပေါ့နော်။လိုရာကိုတွားနိုင်မှာဖြစ်ပြီးတော့မှအားလုံးမြန်မှန်ထားတဲ့ကျွန်တော်တို့ရဲ့တော်လံရဲ့အောင်ပွဲပန်းတိုင်စီကိုအရောက်ချီလိုက်နိုင်တော့မှာပဲဖြစ်ပါတယ်။ နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဘောမရက်ကကျော်ဆိုးကနေပြီးတော့မှအခုဆိုရင်မြောက်လိုင်းရဲ့2025ရွေးကောက်ပွဲကျင်းပမယ့်အစီအစဉ်မှာဝင်ပြိုင်ဖို့လုပ်နေကြတဲ့နိုင်ငံရေးသမားတွေကိုဘယ်လိုမျိုးစိန်ခေါ်ပြောဆိုသတိပေးထားမလဲဆိုတာစပီတို့မှာနားထောင်ကြည့်လိုက်ရအောင်နော်နိုင်ငံရေးသမားဆိုတာကျွန်တော်လူလူရဲ့ကိုယ်စီလဲဖြစ်ဖို့လိုတယ်အဲ့ဒီလိုမျိုးတွေနိုင်ငံပါတီတွေကပွေးထုတ်ဖို့လိုတယ်အဲ့တော့အဲ့တော့နိုင်ငံပါတီတွေကတော့ခင်ဗျား2021ကနေပြီးတော့ဒီ2024 2020 2025လောက်ထိတော်လေးကိုကျွန်တော်အတန်ပြောက်ခဲ့တယ်ပေါ့ဗျာအတန်ပြောက်ခဲ့တယ်ပေါ့အခုမှဒါခင်ဗျာတက်တော့မှအမဲပါတီတချင်းတွေပြန်တင်နေကြတာဒါတော့သူတို့ရုပ်တွေမတင်ရသေးဘူးအဲ့လိုကြီးရှိတယ်ဗျာတကယ်တကယ်တတိရှိမှလို့ကြပါကျွန်တော်တို့ရှင်းပါလေလာမဲလာမဲဒီလာမဲရွေးကောက်ပွဲမှာဝင်ရောက်ရှင်းနိုင်မဲ့နိုင်ငံရေးပါတီတွေရဲ့ပါတီဝင်ပါတီကိုယ်စားလှယ်တွေအနေနဲ့တကယ်တတိရှိလားတကယ်တတိရှိမှရွေးကောက်ဝင်ဝင်အအချို့သောနေရာတွေမှာလာလိမ့်မယ်အဥမာအဖြစ်ဗျာကျွန်တော်တို့ဇီကုန်းလိုနေရာမျိုးမှာပြိုင်မယ်ပေါ့ဥပမာအဖြစ်သူကမသွားရဘူး နာမည်စင်းတော့အဲ့ဒီကိုရောက်တယ်။ तू ကလာဘကိုးမျိုးဝါနေလိုက်ထိုင်ပြီးတော့ကျွန်တော်အဲ့မှာကိုစလေလောင်းပြေဆိုဒါမျိုးဆိုဒါမျိုးတော့ချက်စရာကြီးနော်။ကြုံပြောတာလား။ကျွန်တော်တို့တတိရှိရင်လွတ်တော်ကိုစလေအဖြစ်ဝင်ပြိုင်။တတိမရှိရင်ဝင်မပြိုင်နဲ့ကိုကိုဦးတက်ဆုံးဖြတ်။ခင်ဗျားတို့ငါကိုငါလွတ်တော်ကိုစလေလုံးမယ်။တကယ်တတိရှိလား။လက်ရုံးနှလုံးရေတကယ်ပြေးလား။တကယ်ပြေးတကယ်ဝင်။အဲ့လိုမှမဟုတ်ပါနဲ့ပြိုင်မှာဥမာပြေဈေးကောင်းမှာပြိုင်မယ်။ तू ကနေတာကဘကိုးမှာနေမယ်။နေပြီးတော့မှနေမယ်ဆိုရင်မချက်ဘူးလား။ချက်စရာကြီးနော်။ချက်စရာကြီးလူလူကိုပြောနေပြီနော်။အဲ့တော့ဒီလိုမျိုးဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကတော့ဒီအာသက်တွေရောကျွန်တော်တို့ဒီရွေးကောက်ပွဲတွေဖြစ်ဖို့အတွက်တကယ်ကို အားကျိုးမှန်တဲ့ကိုလှုပ်နေတယ်လက်ရှိလည်းနေမအားညာမအောင်လှုပ်နေတယ်လက်ရှိလည်းလှုပ်နေတာပဲလှုပ်နေတာပဲအဲ့တော့ဒီလာမဲဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်ဒါကျွန်တော်တရုတ်နိုင်ငံကလည်းထောက်ခံမယ်ထောက်ခံတယ်ပြီးအိန္ဒိယအပါအဝင်အခြားသောနိုင်ငံတွေကလည်းထောက်ခံမှာအဲ့ဒီရကျွန်တော်တို့ဒါဒီလေးလာရေးဖွဲ့တွေလည်းလာလိမ့်မယ်လာဖို့တော့လည်းကျွန်တော်တို့ခင်းကျင်းထားတာသိရတယ်လာဖို့တော့လည်းခင်းကျင်းထားတယ်အဲ့တော့ကျွန်တော်တို့ဒါ ဒါနိုင်ငံတော်ချင်းအုပ်ချုပ်ကောင်စီဥက္ကဋ္ဌရောက်ဒီတိုင်းပြည်အတွက်ဒါထပ်ပြီးတော့ကျွန်တော်တို့ဒီဘယ်လောက်နိုင်ငံကိုဒါတရားဝင်ခြေစီအဖြစ်ချင်းထပ်ပြီးတော့ကျွန်တော်တို့တွားရောက်မှာဖြစ်တယ်အဲ့တော့အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဘာတွေထပ်ပြီးတော့နိုင်ငံတကာကနေဘာတွေဆက်ဖို့ပြလာမယ်ဆိုတော့ဆိုတော့ကျွန်တော်တို့တော်တော်လေးဒါစိတ်ဝင်စားဖို့ကောင်းတယ်စိတ်ဝင်စားဖို့ကောင်းတယ်ထုံနီတူပါပဲကျွန်တော်တို့ဒီနိုင်ငံပါတီတွေလည်းကိုယ်မှာအားရှိတော့ရုံးကြပါဘာလုံးနေလဲဆိုတော့ကျွန်မဘာလုံးမှမသိဘူးဘာလုံးမှမသိဘူးအလွတ်တော်ကိုယ်စားလုံးမဲ့လူတွေဘာလုံးလဲဘာလုံးမှမသိဘူးဘာမှရှိနေမှမသိဘူးကျွန်တော်သိတာတော့နေပြမှာရှိနေတာကိုကျွန်တော်သိတယ်တို့တို့ဥမာပြကျွန်တော်တို့ဒီပြိုင်မဲ့ကိုယ်စားလေတွေပေါ့တို့ကတော့ပြိုင်ပြိုင်မဲ့တဲ့ဘယ်ကနေပြိုင်နေပြဝါနဲ့ဝင်ပြိုင်ပါ နေပြည်တော်ကနေပြိုင်မှာနေပြည်တော်ကလည်းဘယ်လိုပြိုင်မလဲနေပြည်တော်ကမှနေပြီးတော့အချားမှာနေမေးဆင်းပေးပြီးတော့သူတို့ပြိုင်မလားမသိဘူးလက်ရှိတော့နေပြည်တော်မှာမရှိသေးတဲ့ကျော်စောရပါနော်တော်တော်လေးပေါ့ကိုပြောဆိုထားတာပြပြမခုဆိုရင်နိုင်ငံရေးပါတီဝင်တချို့တွေကတွေးကြောင်နေတယ်ဆိုတဲ့သဘောမျိုးနဲ့တွားနေပြမဆုမတတိပေးထားတာဖြစ်တယ်မြောက်လိုက်ရဆိုတော့ကျွန်တော်ဘယ်လာရုစ်ကိုထပ်မံသွားရောက်ဖို့ရှိနေတာပြပြမသူရဲ့ရွေးကောက်ပွဲမှာကျင်းပနိုင်ဖို့ဆိုရင်အခုဆိုရင်တေးရုရရှားဘယ်လာရုစ်စတဲ့ပါနော် နိုင်ငံတွေကနေပြီးတော့မှခွင့်ကြီးတောင်းခံနေတာကိုလည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။ကျွန်တော်ကလည်းပြီးတော့မှမျောလိုက်ရဲ့ဒီတရားမဝင်ရုပ်ပွဲမချင်းပါနိုင်အောင်အားလုံးကနေပြီးတော့မှဝင်ဝင်ဖြစ်သိနိုင်အောင်စ조사နေကြတာမလို့မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ဒီရုပ်ကဘာနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ဆောင်ချက်မှာပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ဒီတော်လိုက်မှာဆိုတော့ပေါ့နော်စစ်ကောင်စီကိုအများဆုံးဖြိုးချနိုင်ဖို့ဟာတာအဓိကအခက်အကျနေတာမလို့မြို့ပပြည်သူတွေကနေပြီးတော့မှလည်းစိတ်မပြအားမျောပဲနဲ့ဒီတော်လိုက်မှာကျွန်တော်တို့ထက်ထက်ဝင်ပူပေါင်းပေါင်းရတော့မှချေရောက်နေတာပဲဖြစ်ပါတယ်။ ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွေနဲ့အရေးချုံသင်ခန်းဝဲငပောက်ကနေပြတော့မှအောက်ခြေဝင်ထားတယ်လည်းပေါ့နော်စကောင်စီရရှိတဲ့အချင်းပြချဆောင်းလို့ဘယ်လိုမျိုးပေါ်ကွဲပြောဆိုထားမလဲဆိုတော့ကျွန်တော်တို့တစ်ချောင်းနားထောင်ကြည့်လဲရအောင်နော်ဦးဇင်းတို့တရာဥမှဖြစ်သွားတယ်ကားကြီးနဲ့ပေါ့ဗျာရွှေမျိုးကားကြီးပေါ့အများကြီးပစ္စည်းတွေအများကြီးနဲ့အဲ့မှာအများကြီးနဲ့ဖြစ်သွားတော့ပစ္စည်းတွေပိုင်းအကုန်လုံးပတ်စံတောက်ကြတာပေါ့အကုန်လုံးကဒီဒီရွှေမျိုးကားကြီးတွေဖြတ်တယ်ဆိုတာကပတ်စံပေးလို့ဖြတ်လို့ရတာဒိတ်ပေါင်းကိုပတ်စံပေးပြီးဌာနပေါင်းကိုပတ်စံယူပေးပြီးမှဖြတ်လို့ရတာဖြတ်လို့ရတာ ဲ့ဒီကမှာပတ်စံပေးလို့ဖြတ်တဲ့ကဖြတ်တယ်ဖြတ်တယ်အချို့ကဟိုကပတ်စံယူထားမှမတီးတော့ဖမ်းလိုက်တယ်ဗျာပတ်စံယူထားမှမတီးတော့ဖမ်းလိုက်တော့ဖမ်းလိုက်တော့အပြောခံရတာဟိုကပြန်ချင်းချောက်တယ်ငင်းလို့ငါလာထောင်ကြရင်းနဲ့မင်းတို့ကကိပေးနေလွှဲထားတယ်ရှယ်ကောက်တွေနဲ့လွှဲထားတယ်မင်းတို့ကိုလည်းငါမဟုတ်ခါတဲ့ပါခေါ်မှာပေါ့ဗျာအဲ့မှာသူတို့ကပေါ်တွင်းကိုပုံမှန်ပုံမှန်နဲ့ပဲဆွဲပလိုက်တယ်အမှန်ဒါအကြမ်းဖက်စီကိုပို့တယ်ဟာအကြမ်းဖက်စီကိုသွားတယ်ဟာအကြမ်းဖက်ထောက်ပါရေးအကြမ်းဖက်ပုံမှန်ခက်ကြီးကြီးနဲ့ဆွဲရမယ်အရာတွေကိုပေါ်တွင်းကိုနဲ့ဆွဲရကြပေါ့ဗျာဒါပဲနဲ့ မိုးတွေးခုနဆိုလွတ်သွားတယ်ပေါ့ဗျာတမန်ထိုင်ရိုက်ပြီးလွတ်သွားတယ်ပေါ့လွတ်တော့အဲ့ဒီကားကငဇွန်ဘက်မှာမိတယ်လို့ဦးဇင်းတို့ကြားသိရတယ်ငဇွန်ဘက်မှာမိရလို့သိရတယ်တကယ်လေးစားပါတယ်ငဇွန်ဘက်ကဖမ်းဆီးတဲ့တူတူနဲ့တကယ်ကိုအတိုက်ထက်မကကိုလေးစားတယ်ဘာလို့တိုက်ပြီးမျက်နှာကိုကြည့်တယ်လေတိုက်ပြီးမျက်နှာကိုကြည့်ဒါနဲ့တိုက်ပြီးဖြစ်စည်းမဲ့အရာကြီးပြစ်စည်းရပြီးတော့သူခါတဲ့အထက်ကိုတင်ပြဝင်ကြတယ်အထက်ကိုတင်ပြတော့အခုစစ်စစ်နေတယ်အဦးချင်းခေါ်ယူစစ်စစ်နေတယ်လို့အေးအေးယူမဲ့အကင်ဆိုင်တယ်ပေါ့နော်အေးအေးယူကထိရောက်စွာအေးအေးယူမဲ့လို့လဲဦးဇင်းတို့ကတော့တုံတက်တယ်တုံတက်တယ်ဒါပေမဲ့ဒုက္ခရောက်တာကိုဦးဇင်းတို့ကပြောတာမဟုတ်ဘူး ပြောတာမဟုတ်ဘူးဒါပေမဲ့ဒါတိုင်းပြည်ကိုတစ္ဆာဖောက်ထားတယ်ရဲဖြစ်ဖြစ်စစ်သားဖြစ်ဖြစ်ဘာဖြစ်ဖြစ်အကုန်လုံးစစာနီစာဟန်နေအများကြီးဌာနပေါင်းဆိုနော်ဌာနပေါင်းဆိုအများကြီးပဲဒီပစ္စည်းဘယ်ကိုသွားရလဲဘယ်ကိုတွားရင်ငါတို့တိုင်းပြည်တို့အန်ဒီရရှိတယ်ဒီပစ္စည်းဘယ်ကနေဘယ်ကိုပို့မှာဘယ်ကိုလာလာလဲအန်ဒီရရှိလားဒါဘာလုပ်တဲ့ပစ္စည်းလဲတူတူအကုန်လုံးတည်တယ်တချို့လူကြီးတွေတည်တယ်ကြီးနဲ့တချို့လွတ်ပေးကြလားတည်တယ်ကြီးနဲ့လွတ်ပေးကြတာအတိုင်းပြည်ကိုတစ္ဆာပေါက်ထားတယ် ိုချင်းစာစိတ်မရှိတာပဲတဘိုးတဲ့တမနွားနဲ့အတူတူပဲနွားနဲ့နိုင်တော့နွားတစ်ခါကြတယ်လို့ဦးစင်းတော့ပြောချင်နေတယ်ဗျာနော်အဲ့လိုပြောတချို့ဌာနဆိုင်ရာတွေကမကြိုက်ဘူးမကြိုက်ဘူးနော်ဦးစင်းတော့ပြောခဲ့ပါတယ်ဌာနဆိုင်ရာနဲ့ပတ်တယ်ဌာနဆိုင်ရာအားလုံးကိုမေတ္တာပို့တယ်ပေါ်တော့ဗောနော်ခုစွန်တော့တချို့အောက်ခြေမွန်ထန်းတွေကနေပြီးတော့မှချင်းပြတ်ချဆမှုတွေများလွန်းလို့ကိုသူတို့အနေနဲ့တက်တဲ့ရှုံးနေရတဲ့ဆရာပုံဆံမျိုးနဲ့ဆင်ခြေပေးပြောဆိုနေတာဖြစ်တယ်ကျွန်တော်အားလုံးသိရှိထားတဲ့အတိုင်း အညာနဲ့ကျန်တဲ့မြန်မာပြည်လည်းမအိမ်မှာဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတွေးဆနေတာတောင်မှပေါ့နော်ကျတို့တော်လန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပြီးတော့မှအပြည့်ချေမှုတက်ခိုက်နေတာကိုသူတို့ဘက်ကနေပြီးတော့မှမချစ်တင်ခံခန်းစားနေတာမလို့မချခင်မှာတော့ကျတို့ပြည်သူတွေပေါ်မှာမဲမဲမြာဆိုပြီးတော့မှတက်ဖြတ်မှုတွေတည်တဲ့ပို့ပြီးတော့မှလှုပ်ဆောင်ဖို့ရှိနေတာပဲဖြစ်ပါတယ်ပေါ်ကုန်းတို့လိုမျိုးမဘာသာအုပ်စုတွေကိုယ်တိုင်ကနေပြီးတော့မှဦးစီးဦးဆောင်လှုပ်ဆောင်နေတာမလို့ကျွန်တော်တို့အနေနဲ့အဲ့လိုမျိုးမျိုးညက်ဖွဲ့တွေကိုတခါတည်းပြည့်ရှိနိုင်ဖို့လွှမ်းနေတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ပြည်သူတွေဆီကနေပြီးတော့မှကြားနေရတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ကတော့အဘာသမီးတကုံးမနဲ့ပြီးတော့မှဇော်ဘွင်းပြည့်ရဲ့ကြံဖို့ဘောမတွေရဲ့ပေါ့နော်နောက်ထပ်ပြမကဘယ်သူလဲဆိုတာကိုကျွန်တော်စပီရမာနားထောင်ကြည့်လိုက်ရအောင်နော်ဟုတ်နောက်ထပ်စိမ့်စိမ့်တောက်တီးကဘသူကိုဖမ်းမှုပြောနေတယ်မှတ်လေမပုတုလေးကိုဖမ်းမှုလုပ်နေတယ်အာချောင်းနေပေါ့ဟာလူကြီးကိုထက်မိန်တော့ပို့မယ်လို့ကြီးကောင်းပြီနော်ပြောတာကွာသူ့ပါသူဘာပဲလှုပ်လှုပ်ဘယ်အချိန်တုန်းကဘာပဲလှုပ်ခက်ခက်ဒီလောကရဲ့ဘလို့ပဲဝင်ဝင် အမျိုးသားကြီးမဟုတ်ဟုတ်အမျိုးသားကြီးဟုတ်ဟုတ်ဘလို့ပဲဝင်ဝင် အခုချိန်မှာ မျက်နှာကြီးပြပြီးတော့လေဟိုတတိရှိရှိပေါ့နော်ဝေဖန်ရဲတယ်လိုအပ်တယ်လေတက်မဟုတ်ဘူးဟာနိုင်ငံမှာအဲ့လိုလူတွေလိုအပ်သေးတယ်လေရှင်တို့ဘာဖြစ်နေကြလဲရှင်တို့ပြေးလိုက်ပုံတွေကိုကြည့်လိုက်ကွာအသက်ကြီးကြီးတွေကွာအမျိုးသားရေးသမားလို့ပြောတဲ့လူတွေအသက်ကြီးကြီးတွေကွာအဲ့တော့ ကျမပြောတာကွာ तू อ่ะနိုင်ငံအတွက်တကယ်လှုပ်လှုပ်ပေးနေတယ်။ဟိုသတင်းအော်နေတယ်မဟုတ်မဟုတ်ဘူးတချို့တွေဆိုရင် तू ကပြောလိုက်တဲ့နိုင်ငံရေးတုံးသက်ချက်ကလေးတွေဘာလေးတွေဆိုရင်တချို့တွေမသိဘူး။ကျမတို့နိုင်ငံမှာတော်တော်များများနိုင်ငံရေးကိုနားမလဲကြောက်သိလည်းမသိကြောက်အမျိုးသားရေးဆိုလည်းဘာလုပ်တယ်အေးအလံကာနီးလျှောက်သွားအမျိုးသားရေးထင်ကြတာအကုန်လုံးကဟိုသူများဘာသာကိုတိုက်ခိုက်တာအမျိုးသားရေးလို့ထင်ကြတာတော်တော်များများပဲလေ။ပြောပြီနော်။အချီနေအကြောင်းတရားလေးဒါမျိုးလုပ်ရင်ဒီမျိုးလုပ်ရမယ်ဒီလိုလေးရှိတယ်နိုင်ငံရေးတုံးသက်ချက်လေးတွေဘာလေးတွေသူတို့အသက်ရွယ်နဲ့ ကောင်းလေလေဗျာအဲ့တော့ခွင့်လို့ပေးလို့မရဘူးလားဟိုကျမကလေမြင်ရတာကွာစိတ်ဆင်းရဲကြည်ရတာအဆင်မပြေဘူးဟိုကျမတို့ဆိုကျမဆိုရင်ကွာမြစ်တာထားတယ်ကျမကလားယုံနေဟုတ်တယ်ဒါပေမဲ့ကျမဗမာပြည်အရင်ချစ်တယ်မြစ်တာအရင်ထားတယ်ကျမပြောတယ်ကွာသူ့ပဲအချိန်မှာဗာမဲလောက်ခက်ကွာနောက်ဆုံးပိတ်နောက်ဆုံးပိတ်ပြောတာနောက်ဆုံးပိတ်ဘလို့နီးနဲ့ဝင်လာလားအေး အခုချိန်မှာအတိုင်းပြည်တွေတကယ်လုံးလုံးနေရှာတယ်လေတကယ်လုံးရှာတယ်လေဘလို့ပဲပြည် YouTube မှာပဲပြော TikTok မှာပဲဘလို့ပဲပြောအားချောင်းနေပဲပြောပြပါကျမတို့တွေသူတို့တွေသူတို့တွေပေါ့ကျမတို့အခုတိတ်နေရှိဘူးဆိုတော့သူတို့တွေဆိုရင် PDF ကအကြိမ်ကြိမ်တက်ဖို့စူးစမ်းခံနေရတဲ့လူတွေလေအဲ့ဒါလေးတစ်ခုနဲ့ကြည်လိုက်ရင်ကိုကွာအတိုင်းပြည်တွေအလုတ်လုတ်လားမလုတ်လားတိနေတာပဲအိုးဦးလေးတို့အတော်တို့တွေကအမျိုးသားရေးသမားဆိုပြီးအသက်ကြီးကြီးတွေအဲ့တော့နားလေခွင့်လို့ပေးလို့မရဘူးလား ပြောကုန်ပြီနော်သူတို့ချင်းချင်းတောင်မှခုဆိုရင်ဖာစီရရုပ်ဖို့ပြောဆိုနေတာကိုကျွန်တော်ကြည့်ချက်ဖြစ်သွေးစီညူမှုလုံးဝမရှိတော့ဘူးဆိုတော့ထပ်ပြီးတော့မှသွေးရှိရတာပဲဖြစ်ပါတယ်ဆိုပွင့်ရဆိုလဲသူတို့ဘောမကတွေကိုရဲနေပြီတော့မှပေါ့နော်မြောက်လိုက်ကိုဆဲတယ်ဆိုတော့အမှုတွေပါဝင်သူရဲ့ဒီဝတ်တော့ကစီးတဲ့ဟာတွေလက်နဲ့ကင်ဆောင်တဲ့ဆားတဲ့အမှုပေါင်းစုံတဲ့ ဆွဲချတင်ခန္ဓာရဲ့ပြမဟုဆိုရင်ဒီကောထောင်ထမင်းစားနေရတာပဲဖြစ်ပါတယ်မကြခင်မှာတော့ပုတုမဆိုတော့သူရဲ့ပေါ့နော်နောက်တော့ဖြစ်တဲ့ဇပွင့်နောက်ကိုလိုက်မလားဆိုတော့ကျွန်တော်တို့ဆုံးချက်မှာဖြစ်ပြမဘုမလော်ဘီ Telegram Channel တွေကနေတဆင်ကျွန်တော်တို့သိရတာကတော့သူတို့လိုမျိုးဒီမြောက်လိုက်ကိုဆဲဆိုဝေဖန်မှုတွေလုံးဆောင်နေတဲ့အုပ်စုတွေကိုပြင်မထားပြီးတော့မှတောင်ထဲကိုအတင်းတွင်းပို့ဖို့စ조사နေကြတာပဲဖြစ်ပါတယ်။ဒါတွေကတော့စစ်ကောင်စီဘုမချင်းချင်းဝေစုမတဲ့ရကနေပြီးတော့မှဖြစ်ပေါ်လာတဲ့ပေါ့နော်။နောက်ဆက်တွဲကလေးတွေလို့ကျွန်တော်တို့ပြောရမှာပဲဖြစ်ပါတယ်။ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့မှ ကြည့်ရှုနေကြတဲ့မြေဘက်ပြည်သူတွေကလည်းပြောမှလဲကိုယ့်ရဲ့မြေလေးတွေကိုချိန်ပေးခဲ့ကြဖို့ကျွန်တော်အလုံးတောင်းဆိုပါရစေ။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီကနေပြောမှဗုဒ္ဓသာသနာကိုဖြစ်စီနေတဲ့ပေါ့နော်မဘာသာမျိုးညွတ်ဖွဲ့တွေနဲ့မြို့နယ်တန်ခါနိုင်ကဖွဲ့တွေကိုဘယ်လိုမျိုးဆုံးမပြောဆွထားမလဲဆိုတာဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။သာသနာအမှန်တဆင့်ရှိတဲ့ကားတွေကြတော့စီးနင်းခွင့်ပြုတယ်။ဗုဒ္ဓဘာသာအတွက်ဒါဗုဒ္ဓဘာသာတိုင်းပြည်မှန်တယ်။ဒါပေမဲ့ဗုဒ္ဓဘာသာဆိုတာအာတမတိုင်းပြည်ပေါ့။ငါတွေကောင်းစားသူများမကောင်းစားနဲ့ဝါဒမဟုတ်ဘူး။ငါတို့ပဲမြင့်မြတ်သူများမမြင့်မြတ်နဲ့ဆိုတော့ဝါဒမဟုတ်ဘူး။ အမှန်တရားကိုမြတ်စွာဘုရားကဟောပြောခဲ့တာဒီလိုနဲ့ဒီလိုထိုင်ဒီလိုကြင့်ကြံရင်ဒီလိုအကျိုးတရားတွေရမယ်ဒီလိုရုပ်မှန်ဒီလိုအောက်ကမ်းညာရင်ဒီလိုအကုသိုလ်တွေရမယ်ကြင့်ကြံခဲ့တာအဲ့ဒီအတွက်နော်ငါတို့ဗုဒ္ဓဘာသာကြတော့ကားလိုင်စင်မဲ့ကားကိုစီးခွင့်ရှိတယ်ခရစ်စတန်ကြတော့စီးခွင့်မရှိဘူးအစ္စလာမ်ကြတော့စီးခွင့်မရှိဘူးဟုတ်တယ်မလားဟိန္ဒူကြတော့စီးခွင့်မရှိဘူးဆိုတဲ့လို့ရတာဒါဟာဗုဒ္ဓဘာသာတွေအတွက်အရှက်ရက်စရာကြီးပဲသိချာစဉ်းစားကြည့်ကျွန်တော်တို့ဗုဒ္ဓဘာသာဆိုတော့အင်တန်ပိုးရှိတဲ့ဘာသာပါနော်တကယ်ကဘာပေါ်မှာအကောင်းဆုံးဘာသာဖြစ်အောင်တတ်မှတ်ခံရတာဒီလိုမျိုးလောက်ရတယ်ရှိမယ်ဆိုရင်တတ်မှတ်ခံရတာအကြောင်းမရှိဘူးလေ ဟုတ်တယ်မလားမေတ္တာကရုဏာမုဒိတာအပြည့်အဝနဲ့တကယ်ဆုံးသောစွန့်စားနော်ခန္ဒီပါရမီပြည့်စုံတဲ့အရာပြောမယ်ဆိုရင်လောကအတွက်တကယ်ဆံပြုတ်ထက်တဲ့အရာတွေကိုပဲပိုင်ဆိုင်တဲ့ဘာသာတရားပြည့်တတ်မဲ့လို့လားတတ်ဖို့ရှိတာလေသူတို့မျိုးသူများထက်သားမယ်သူများကိုရန်ရှာမယ်သူများကိုမကောင်းလို့မယ်ငါတို့ကောင်းလို့မယ်အဲ့လိုဟာမျိုးတွေအဲ့လိုအောက်တန်းကြတဲ့ဇယက်တွေရှိနေမယ်ဆိုရင်လောကမှာဘယ်သူကမြင့်မြတ်တဲ့ဘာသာပြည့်လက်ခံတော်မလဲဟုတ်တယ်မလားအဲ့တော့လိုင်စင်မြတ်ကားတွေစီမံချက်ဆိုတာအလကားတက်တဲ့အတိုင်းရက်စက်တာနော်ခင်ဗျားတို့ရဲတွေထွေအုပ်တွေအနေနဲ့ပြောချင်တာအခုရဲတွေကိုစီမံချက်ထွက်လာတယ် အဲ့ဒါဘာလဲဆိုတော့မြို့နယ်တစ်ခုမှာရဲတပ်ဖွဲ့ကတစ်ခုခုဖမ်းတယ်ဆိုရင်စစ်တပ်ကိုအကြောင်းကြားမယ်တဲ့ဟုတ်ဟုတ်တယ်ပေလိုက်တော့ခင်ဗျားတို့အမှရဲတွေအငုတ်ကိုဖင်ဆောက်ပြီးတော့အမှထိုင်ဆောက်နေလိုက်ပြီးတော့ရဲတွေဟမ်ပေရဲလောက်ထုံးလုံးပြီးဆိုတာပညာတစ်ခုလေအဲ့ဒီစစ်ခွေးတွေနဲ့ဘာဆိုင်လဲရဲပညာကိုစစ်တပ်ကတတ်လာမတတ်ဘူးမတတ်ပေမဲ့ဟိုးအရင်ခက်ကတည်းကစစ်တပ်ကနေညွန်ကြုံညွန်မှုနေအောင်ကြောင်းလာတခါလဲပြောတယ်တဲ့ငါရဲလောက်ထုံးယုံပြီးမတတ်ဘူးမင်းတို့ကိုအုတ်ထုတ်ကိုလာတော့ပြောတယ်ပေလိုက် ရေလောကကြီးရေခွေးဘဝရောက်လာအဲ့ဒီကစတာဘာမှစောက်တော့ကြတဲ့ကောင်တွေကရေလောကကိုလာဖြစ်စည်းတာအဲ့တော့ရေစစ်စစ်တွေဘဝရေခွေးဘဝရောက်လာရေလောကငန်းဆိုတာရေဥပဒေရေလောကငန်းလို့ထုံးလို့မီးအများကြီးရှိတယ်ရေတွေပဲနားနေတယ်ဒါကိုစစ်တပ်ကစစ်သားလုံးလုံးဘာမှမဆိုင်ဘူးအခုရေတွေဖမ်းတဲ့ကိစ္စတော့ဒီမြို့နယ်မှာတစ်ခုခုဖမ်းမယ်ဆိုစစ်တပ်ကိုဒင်းပို့ရမယ်ခွင့်နှောင်းရမယ်စစ်တပ်ကဖမ်းခိုင်းမှာဖမ်းစစ်တပ်ကအခုတစ်ချိန်အဲ့လိုလှုပ်ဆိုလှုပ်လူတက်မှုပဲဖြစ်နေပြီမနိုင်မှုပဲဖြစ်နေပြီရာဇဝဲမှုတရားမှုတိုက်တဲ့မှုဖြစ်နေပြီစစ်တပ်ကလှုပ်ဆိုလှုပ် မင်းတို့ရဲတွေဘာမှလုပ်ခွင့်မရှိအဲ့အဲ့ဒီဘဝကိုမင်းတို့ရဲတွေအတွက်လက်နလားတိုက်လားကျင်တယ်လားမောင်ရဲတွေစဉ်းစားဖို့ကောင်းတယ်နော်ငါတို့ကလောလောဆယ်ကိုတဝင်းတစ်ခါစားကိုမီတာစုစားလေးအတွက်ငါဒီနယ်မှာစကမ်းမှုဖြစ်နေတယ်ငါဒီနယ်မှာမြို့နယ်မှုဖြစ်နေတယ်ငါဒီနယ်မှာနယ်ရင်းဖြစ်နေတယ်အာငါမစရင်းဖြစ်နေတယ်စသဖြင့်ကိုရထားတဲ့ယာဒူးလေးကိုကြည့်ပြီးတော့ဒီလိုမတရားမှုတွေမှာခင်ဗျားတို့စီးညောနေမှာဆိုရင်ခင်ဗျားတို့ဘဝအလကားပဲအသက်ရှင်လေးသေနေတာနဲ့အတူတူပဲဒါကြောင့်မို့လို့လက်ရှိဒီနေ့ရှိနေတဲ့ရတပ်ပဝင်တွေအနေနဲ့ ရင်းလောကကိုကယ်တင်ချပါဒါတော့ကိုစီကလည်းပြောမှာပါနော်ကျတို့ ဟိုတော့ဇင်ခံကားတွေကိုစီးပြီးတော့မှအခုဆိုရင်ကြောကြောမမောနေနေကြတဲ့မဘာသာမျိုးညင်းတွေနဲ့အဲ့လိုမျိုးခွင့်ပြုပေးတယ်ပေါ့နော်မြို့နယ်တန်ခါနိုင်ကားဖွဲ့တွေကိုတွန်းနေပြီးတော့မှတတိပေးပြောဆိုထားဖြစ်တယ်ကျွန်တော်တို့ခုဆိုတော့မျောလိုက်တဲ့ကြတဲ့မဘာသာဖွဲ့တွေကနေပြီးတော့မှဘုရားသာသနာကိုပဲဖြစ်စီနေကြတာပြီးတော့မှကျွန်တော်တို့ပြည်သူတွေကြတဲ့မှာခုဆိုရင်ဗက်ပေါင်းဆောင်နေပြီးတော့မှဝါဒမိုင်းတိုက်ဂျင်းထက်ပြောဆိုနေကြတာပဲဖြစ်ပါတယ်တစ်ဖက်မှာဆန္ဒစစ်ကောင်စီကဆိုရင်သူတို့ရဲ့ရဲခွေတွေကိုပြန်ပြီးတော့မှပေါ့နော်လက်ကင်တို့တပ်ဖွဲ့အုံပြုတ်နေတာမို့လို့ကျွန်တော်တို့တော့တေချာစဉ်းစားကြည့်မယ်ဆိုတော့ရဲတပ်ဖွဲ့ဝင်တွေရဲ့ဂုံတိခါဆိုရင်မျောထက်ရောက်သွားသလို ကျွန်တော်တို့ဖြစ်သွားတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူ့ဘက်ကနေပြီးတော့မှစစ်ကောင်စီလေးအုံမှာမုတ်ထမ်းနေကြတဲ့နန်းစီတယ်တွေပြီးတော့မှရဲတပ်ဖွဲ့ဝင်တွေနဲ့ဂျန်တဲ့ပြူစော်ထေးဒလန်တွေကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှဖြောင်းဖြားကြိုးဆူတဲ့ပေါ့နော်တဘောမျိုးတွေနဲ့ခုဆိုရင်လက်ကမ်းကြိုးဆူထားကြတာမလို့ဒါတွေကိုတည်တရားရှိစွာနဲ့ကျွန်တော်တို့ဘက်ကအများဆုံးပြပြောင်းခလုံးလာကြဖို့ လိုအပ်နေတာပဲဖြစ်ပါတယ်။မြောက်လိုက်ရဆိုတော့သူ့ရဲ့ပေါ့နော်အာနာတီမြေတိုင်းပို့မြပောင်းဆောင်နေပြီမှာစူးစမ်းနေကြတာမလို့ကျွန်တော်တို့အနေနဲ့ခုကလေးကတော်လန်ပီတိုတွေနဲ့အတူသူတို့လဲအောင်မှာဖိနိခါနေရတဲ့စစ်ကောင်စီတပ်မိသားစုတွေနေတဲ့ပူပေါင်းပြီမှာလို့ဆောင်လိုက်မယ်ဆိုတော့ကျွန်တော်ရဲ့ဒီကိုပိုင်လွတ်လပ်ခွင့်တွေရရှိမဲ့ပြင်မကြခင်မှာတော့တိုင်းပြည်အားလဲပေါ့နော်ဖက်ဒရယ်မဂဇီနိုင်ငံစနစ်ကိုစတင်ချင်သုံးနိုင်တော့မယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြရတဲ့ ကျွန်တော်ဒီနေ့မှပြန်ဗီဒီယိုကိုဒီနေ့မှပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးထူးခြားဆုတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမှာချင်တဲ့ပြည်ဆုံးပြတော့မှတာယာရဲ့ချန်နယ်နေ့တိလေးပတ်ဆက်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းအောင်ပြလိုက်ပါတယ်။